အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ပြီးခဲ့တဲ့15ရက်နေ့တုန်းကဒီကျွန်တော်တို့မောတော်ဘတ်ချံပေါ့နော်ဒီမောတော်ဘတ်ချံတနင်္လာရီတိုင်းဒီမောတော်ဘတ်ချံနော်ဒီဘက်ထိုင်းဘက်ထိုင်းဘက်ထိုင်းမောတော်ပေါ့နော်အဲ့ဘက်ချံမှာရှိနေတဲ့စေဘေးရှောင်မိသားစုတွေကိုကျွန်တော်တို့ကိုရန်ကိုကြညီကိုတွေဒါကျွန်တော်တို့စူပေါင်းဝုံငွေတွေပေါ့နော်အဲ့ဒီအလူငွေတွေနဲ့ကိုပြီးွားရင်ကျွန်တော်တို့ online ပေါ်ကနေပြီးတော့မှာ အလူခံထားတဲ့ကျွန်တော်တို့အဲ့ဒီမှာ၂ရက်တာပေါ့နော်၂ရက်တာအဲ့ဒီမှာသွားခင်တရက်၂ရက်အတွင်းမှာကျွန်တော်တို့9ရက်တာတပိတိစီကနေပြီးတော့မှအလူခံထားတဲ့အလူငွေတွေပြီးတော့ရင်ကျွန်တော်တို့ဒီသူတို့လူတန်းပေးထားတဲ့ဒီ9ရက်တာတပိဒေါ်လာမိဘပြည်သူတွေလူတန်းပေးထားတဲ့ကုန်ကြောက်ပစ္စည်းတွေပေါ့နော်အဲကျွန်တော်တို့စံစီစားပေါ့အဲရေတန်းကတ်တွေဟလာအများကြီးပါပဲဒီလူတို့လူတန်းပေးထားတဲ့အလူရှင်တွေလူတန်းပေးထားတဲ့ကျွန်တော်တို့ပစ္စည်းတွေပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အားလုံးပေါင်း ကား6စီးစာပေါ့နော်ကား6စီးစာကျွန်တော်တို့သွားပြီးတော့မှဒါမော်တော်ဘက်ကိုဒါလှူဒန်းခဲ့တဲ့အပိုင်းလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်မိသားစုတွေကိုပြန်လည်ပြီးတော့မှတင်ပြပေးတာဖြစ်ပါတယ်။ဘာကြောင့်ကျွန်တော်ဒီလိုတင်ပြပေးတာလဲဆိုတော့ဟိုကျွန်တော်တို့လိုမျိုးသွားပြီးတော့မှ လူကျင်တန်းကျင်တဲ့သူတွေအဲ့ဒီမှာဘာခက်ခဲလေးတွေရှိနိုင်တယ်လဲအဲ့ဒီမှာဘလို့အားနေအချက်အားသချက်လေးတွေရှိနိုင်တယ်ပေါ့နော်အဲ့ဒါလေးတွေကိုလည်းမိသားစုတွေကို သိစေခြင်းတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အခုကတော့လောလောဆယ်မှာဒါကျွန်တော်တို့ပစ္စည်းတွေစတင်ပြီးတော့မှတင်နေပြီပေါ့နော်ဒါဆရာကြီးပလာတာအခုဆိုရင်တော့လုံအားတွေပြနေပြီပေါ့ဒါဒီဟာပြီးမြောက်ဖို့အတွက်ကိုကူညီပေးကြတဲ့ညီကောင်မောင်နှမတွေပေါ့နော်ဒါကျွန်တော်တို့ဝယ်စားထည့်တဲ့တို့ကထက်နော်ပြောရရင်ကျွန်တော်တို့စံနေစီတဲ့လူကစီရေကတ်တွေစီတဲ့လူကစီဒါကျွန်တော်တို့ ပြီးခဲ့တဲ့2ရက်လောက်တည်းကကျွန်တော်တို့လုံလုံနေကြတာပါအဲသွားလူမဲ့နေထီကိုကျွန်တော်တို့တွေအဲကျွန်တော်တို့မှမပြီးရသေးဘူးပေါ့နော်ဘာဖြစ်လို့မပြီးရလဲဆိုတော့ပြီးကန်နေရင်နောက်လူရှင်တွေဝင်လာလေပြီးကန်နေလေနောက်လူရှင်တွေဝင်လာလေပေါ့နော်ကျွန်တော်တို့တွေလည်းအဲ့လိုမျိုးပေါ့လောက်ရခံရတာတွေကပြောမှဆိုရင်မြန်မြန်အဆုံးသတ်လို့ဟိုမရတဲ့အခြေအနေပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ပြောပါတယ်ဘာဖြစ်လို့ဆိုတော့ဒီမှာကျွန်တော်တို့ဒီဝန်းထဲမှာကကျွန်တော်တို့တွေမိသားစုတွေပဲ အကုန်လုံးကကျွန်တော်တို့တနေရာစီရနေပြီးတော့မှဒီကိုလာကြတယ်ဆိုပေမဲ့ဒီမှာရှိတဲ့ညီကောင်မောင်နှမတွေအကုန်လုံးကမိသားစုတွေပဲကျွန်တော်မှမဟုတ်ဘူးခေါ်လီမှမဟုတ်ဘူးကျွန်တော်မိမှမဟုတ်ဘူးအကုန်လုံးဒီမိသားစုတွေပဲတအားကိုကျွန်တော်တို့ဟိုလိုပြောမလဲကိုယ့်ရဲ့ဒီမိသားစုလိုမျိုးပဲတကယ်ချင်းမိတ်ဆွေမျိုးမဟုတ်ပဲねမိသားစုလိုမျိုးပဲတယောက်ကဒါလို့တော်မယ်ဆိုရင်နောက်တယောက်ကလည်းမျိုးကူညီပေးတယ်မြန်တဲ့လူလိုပဲလေဘာလို့ဆိုကျွန်တော်တို့မှာက ပြေးကြည့်မှာဒီလူတွေပဲရှိတာဆိုတော့လေဒီမှာအမျိုးသမီးရောအမျိုးသားအကုန်လုံးကလေးမကြံဟိုဒါဆရာကြီးခေါ်လေဆရာကြီးခေါ်လေကတော့ဒါသူကဗီဒီယိုတိုင်းမှာသူကလက်သုံးချောင်းမထောင်အောင်သူအဲ့လိုမျိုးသူမနေနိုင်ဘူးဖြစ်နေတော့အမေသားအမေသားအမေသမီးသူကပြေးတာချင်တာပေါ့နော်အဲဆရာကြီးခေါ်လေကတော့ဒီမှာသူကလည်းရိုက်ကူးရေးချတယ်ကျွန်တော်လည်းရိုက်ကူးရေးချတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်ကသူများရိုက်ပြီးစိတ်တိုင်းမကြလို့ဒါကော်ဖီလေးတွေပေါ့နော်ဒါကော်ဖီလေးတွေဒါမိသားစုတွေလူပေးတဲ့ကော်ဖီလေးတွေပေါ့နော်မင်းအောင်လာရင်တို့ဒါကျွန်တော်တို့ သူ့ရဲ့လက်အောက်မှာရှိနေတဲ့စာခလေးတွေစကွေးလေးတွေမတောက်ဘူးတဲ့ဒီရွှေဖီဦးလောက် တောက်ဖူးပြီးတော့မှဟိုအာမီရန်လောက်တောက်ဖူးတဲ့ကောင်တွေပေါ့ဘာဖြစ်လို့ပေါ့နော်အဲ့လိုမျိုးပေါ့နော်အာမီရန်တို့ဘာလို့ရွှေဖီဦးတို့လောက်ပဲတောက်ဖူးတဲ့ကောင်တွေလို့ပြောလဲဆိုတော့ဒီကောင်တွေပေါ့မှာဒါတွေကလွယ်ပြီးကြီးကြီးမားမားဘာမှမမြင်ဘူးခဲ့ဘူးပါအချိန်မရွေးစက္ကန့်တိုင်းမိနစ်တိုင်းရပြောမယ်ဆိုရင်ဒီ main online တို့တက်တိုက်အတွက်ကိုပဲဒီကောင်တွေလှုပ်လှုပ်ပေးနေရတဲ့ကောင်တွေဆိုတော့ဒီကောင်တွေဘဝမှာဒီလို coffee မျိုးတွေနောက်ပြောမယ်ဆိုရင်ဒီကောင်တွေ ကျွန်တော်တို့ညီကိုတော်တွေเนาะကျွန်တော်တို့ရဲဘော်ရဲဘက် PDF ညီကိုတော်တွေကရေတန့်တောက်ပြီးတိုက်နေတဲ့အချိန်မှာဒီကောင်နေဘဝကဟိုမြောင်းပုတ်ကြီးเนาะတောက်ပြီးတော့มาတိုက်နေရတဲ့အချိန်นี่ကျွန်တော်တို့ညီကိုတော်တွေကစက်သားဟင်းဝတ်သားရင်းစားပြီးတော့มาတိုက်ပွဲတိုက်နေတဲ့အချိန်နေမှာဒီကောင်တွေကိုဓာတ်ပေါက်အသိုးတွေဟာလာဒီရရင် ကျွန်တော်တို့ဒီအသားဟင်းအသိုးတွေငါးဟင်းအသိုးတွေနဲ့ဒီစတမ်ဘတ်ဝါနေထုတ်လုပ်လိုက်ပါသည်ဆိုတဲ့ဟာတွေနဲ့ပဲဒီကောင်တွေကိုဒီအသိုးတွေနဲ့ပဲနှစ်သိမ့်ခံနေရတဲ့ကောင်စိုးလေးတွေပေါ့နော်မနေ့တနေ့ကမှဟို တရုတ်ကပေးလိုက်တဲ့မျိုးလေးတစ်မျိုးနှစ်မျိုးလောက်ပြန်ရပြီးတော့မှခုံစာနေတဲ့ကောင်တွေပေါ့နော်တံပေါက်တော်ထဲမှာပျော်နေတဲ့ကောင်တွေပေါ့ဆိုတော့ဟိုတံပေါက်တော်မဝင်းငါတော်ထဲမှာပျော်နေတဲ့ကောင်စိုးလေးတွေကိုဒီလိုပစ္စည်းလေးတွေပြရတာလေကျွန်တော်တို့ကဟိုနည်းနည်းတော့ဒီကောင်တွေကိုတနာတယ်ဗျာတလားဒီကောင်တွေဘဝတွေကိုလည်းနှိမ့်တယ်လို့ဖြစ်သွားမှလည်းကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲကိုကတော့မန္တန်းပြောရင်တော့သူတို့နှိမ်ကျင်တဲ့စိတ်နဲ့တော့ပြောလိုက်တာပဲဒါပေမဲ့သူတို့ကကိုဘဝကိုမမေ့တတ်ဖဲနဲ့မင်းအွန်လိုင်းအတွက်ကိုမှဒီကောင်တွေဆက်ပြီးတော့မှ ဟိုကျွန်းခံခြင်းတဲ့ကောင်တွေကတော့ကျွန်တော်တို့ဘယ်လိုပြောပြောနာမှာပို့ဘာကြောင့်ဆိုတော့ဒီကောင်တွေမှာကတားစီမြေဆက်ကျွန်းခံခြင်းပညာရက်ကဒီကောင်တွေစစ်ခွေးပဲဖြစ်ဖြစ်ဒီလက်ရှိဒီစစ်တပ်အောက်မှာရှိနေတဲ့စစ်တပ်ပိုင်နဲ့အစိုးရဝန်ထမ်းအောက်မှာရှိနေတဲ့ကောင်တွေကအကုန်လုံးဒီကောင်တွေကအဲ့လိုမျိုးကျွန်းခံမှုအတွက်ကိုဒီကောင်တွေလူဖြစ်လာတဲ့ဟာတွေပေါ့နော်ကဲထားလိုက်ပါတော့ကျွန်တော်တို့ဒီမှာဒါဆိုရင်ဒါအတီးရွက်တွေပေါ့နော်ကျွန်တော်တို့လူနှမ်းပေးတဲ့ထဲမှာအတီးရွက်တွေလည်းပါတယ်အများကြီးပဲကျွန်တော်တို့ဒါတခွာသီးတို့ကော်ပြီးเนาะကျွန်တော်တို့ တငင်းသီးအစပါတယ်ဗျပူးသီးတွေလည်းပါတယ်အဲပြီးွားရင်ကျွန်တော်တို့ဒီချက်မောင်ချက်မောင်လေးချက်မောင်နေလည်းပါတယ်ဒီခရမ်းကျင်သီးတို့เนาะအစုံပေါ့ဗျာအမကျွန်တော်တို့ဟိုတံမြာသီးလည်းပါတယ်အဲပြီးွားရင်တရက်သီးတွေလည်းပါတယ်ပြီးွားရင်ကျွန်တော်တို့ဒီခရမ်းသီးခရမ်းသီးเนาะအဲ့ဒီလည်းပါတယ်အဲကျွန်တော်တို့ဒါကြောင်ရှာသီးတွေလည်းပါတယ်อืมကျွန်တော်တို့တန်းတလုံးကြီးလည်းပါတယ်ဟုတ်တယ်တန်းတလုံးကြီးလည်းပါတယ် ိကတော့ကျွန်တော်တို့ဒါပြောရမယ်ဆိုရင်ဒီကိုနေသားသမီးမိသားစုဝင်တွေရဲ့ဟာဒါကျွန်တော်တို့ညီကိုတော်တွေပလာတာတို့ကိုဆိုင်တောင်းတို့เนาะဒါကျွန်တော်တို့ကိုနေလင်းတူတို့မတဲတို့ဗောနော်အများကြီးပါပဲ။နောက်ကျွန်တော်တို့ဒါလပ်ဒီဟာဆိုရင်ဒါကျွန်တော်တို့စုပေါင်းအလှပါကျွန်တော်တို့တွေရဲ့ဒါကျွန်တော်တို့မိတ်ဆွေတကယ်ချင်းနေအားလုံးရဲ့ဟိုမတီအလူငွေတွေရောပြီးွားရင်ဒါကျွန်တော်တို့တခြားတခြားတော့ဗောနော်ဒါကျွန်တော်တို့ဒီဖစ်ပူရီတို့လပူရီတို့ အများကြီးပါပဲအဲ့ဘက်တကြောပေါ့နော်ကျွန်တော်တို့အဲ့ဘက်တောင်ပိုင်းတကြောနော်ဒီဘက်ဒီဘက်ချမ်းကြီးကိုတော့လည်းပါပါတယ်ဒါကျွန်တော်တို့ထိုင်းနိုင်ငံရောက်အမေသားသမီးတွေစုပေါင်းပြီးတော့မှဒါကျွန်တော်တို့လှူတာပေါ့နော်အဲ့မှာခေါ်လေးအဲ့မှာသူ့ရဲ့နှွေဦးထွန်းလိုက်ရင်အထုပ်တွေကိုသဘောတွေကျနေတာအခုဆိုရင်ကျွန်တော်စတင်ပြီးတော့မှထွက်ခွာပြီးဖြစ်ပါတယ်ဒါကျွန်တော်စတင်ပြီးတော့မှထွက်ခွာပြီးပေါ့နော်တော်တော်လေးကိုဘယ်လိုပြောမလဲ ဟိုရင်ခုန်နေဗျာပါတော့ကျွန်တော်ကျွန်တော်ရဲ့ဒါပထမဦးဆုံးစပေးရှောင်းတွေကိုလှူတဲ့အလူဆိုတော့လေဒါဒီမှာကျွန်တော်ကား6စီးနဲ့ကျွန်တော်တို့သွားကြတယ်ကား6စီးနဲ့ပေါ့နော်တကယ်ပျော်ဖို့ကောင်းနေဗျာတိလားဘာလို့လဲဆိုတော့ကျွန်တော်တို့ပျော်လို့သွားလို့တာတော့မဟုတ်ဘူးဗျာတိလားဒီဟာပုံမှာကျွန်တော်တို့ရဲ့ဟိုကိုလုံနိုင်ခဲ့တော့မဲ့အပေါ်မှာကျွန်တော်တို့တွေကဝမ်းသာတာပေါ့နော်ဒါဝမ်းသာတဲ့အပျော်ပေါ့ဒါကတော့ဒါကျွန်တော်တို့ကျွန်တော်တို့ကိုကြီးအာကျွန်တော်ကိုကြီးချက်စုံကြီးဘလာတာတို့ခေါ်လေးတို့အရန်ချစ်တဲ့ကိုကြီးပေါ့နော်ဒါ ျွန်တော်တို့ချစ်ကိုကြီးချစ်ကိုကြီးဒါကတော့ကိုကိုဆိုင်နောင်ဒါတော့ကိုကိုဆိုင်နောင်ပေါ့နော်ကိုကိုဆိုင်နောင်ဘာပြောပြောပြပြကျွန်တော်တို့ဒါလက်စွမ်းနေပြလိုက်တာလက်စွမ်းနေပြလက်စွမ်းနေပြလိုက်တာပေါ့လားဘယ်လိုပြောမလဲဒါသူ့ရဲ့လက်စွမ်းပြထားတဲ့ဗီဒီယိုဖိုင်လေးရှိတယ်ဒါပေမဲ့ကျွန်တော်တို့မတင်ရင်လို့ဆရာကြီးဆရာကြီးလက်စွမ်းနေစွပြနေတာဒါကတော့ကျွန်တော်တို့ဒီဟာအတွက်ကို UCB လောက်တဲ့ နော်လာလှူဖို့အတွက်ကိုဦးစီးထားတဲ့ founder ပေါ့နော် founder ဒါကျွန်တော်တို့ကျွန်တော်တို့ကိုကြီးကိုနေလင်းသူပေါ့နော်အခုဆိုရင်ကျွန်တော်တို့စတင်ပြီးတော့မှဒါကျွန်တော်တို့မဟာခြံရနေပြီးတော့မှထွက်ခွာလာပြီပေါ့နော်ဒါသွားရင်းလာရင်းထဲမှာကျွန်တော်တို့ဒါဟိုတောင်ဝုံးတောင်တန်းလေးတွေလှလို့ကျွန်တော်ရိုက်လိုက်တယ်ပေါ့နော်ဒါပြပူတွေတို့နပူတွေတို့အဲ့တောင်ပိုင်းတကြောကအဲ့တောင်ဝုံးတောင်တန်းလေးတွေတော်တော်လှတာဗျအဲ့ဒါကြောင့်မို့လို့ကျွန်တော်လည်းအဲတရေးလောက်အိပ်ပြီးနိုးတဲ့ချိန်လေးပေါ့နော်ကောက်ထပြီးတော့မှရိုက်လိုက်တာပါဆိုတော့ အခုကျွန်တော်တို့စတင်ပြီးတော့မှထွက်ခွာပြီပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့အခုဆိုရင်တော့ဒါကျွန်တော်တို့ time time ဘက် channel ပေါ့နော် mode down ပေါ့အဲ့ဘက်ကိုကျွန်တော်တို့စပေးရှောင်းနေစုနေတဲ့နေရာကိုအဲကျွန်တော် စတင်ပြီးတော့မှရောက်ပါပြီမြန်မာဘက် channel ဆိုရင်တော့ကျွန်တော်ဒီလိုမျိုးရိုက်ဖို့တော့အဆင်မပြေဘူးပေါ့နော်ဒါကျွန်တော်မိမပါပေါ့နော်ဟုတ်ကဲ့မြန်မာဘက် channel ဆိုရင်တော့ကျွန်တော်ရိုက်ပြီးလို့အဆင်မပြေဘူးပေါ့နော်ဒါ time ဘက် channel မှာဆိုတော့ပြဿနာမရှိဘူးလေနော်ဟိုဘက်ကလေရင်လည်းလာပြီးတော့ပုံကျတာမျိုးလေဒါကျွန်တော်တို့စိတ်ပူစရာမရှိဘူးဒါပေမဲ့ ပါလဲဆိုတော့အဲ့ဒီကျွန်တော်တောင်တကုန်းပဲခြားတယ်ဗျအဲ့တောင်တောင်ကျောတဆင်းမှာပဲအဲ့မှာကျွန်တော်တို့တိုက်ပွဲရဟိုကျွန်တော်တို့မဖြစ်တော့မဖြစ်ဘူးဒါပေမဲ့စားကစားအကောင်တွေရဲ့ဒီကျွန်တော်တို့စစ်တပ်ရဲ့သူတို့သူတို့လုပ်တဲ့ပုံစံတိုင်းပေါ့ဒီကောင်တွေကဘတော်မှမနက်ပိုင်းဆိုလေရင်နဲ့ပိတ်ဖို့မကျေဘူးဗျညဘက်မှကျေတာဒါဒါကျွန်တော်ညီကိုတော်တွေပေါ့နော်တော်ချစ်ဖို့ကောင်းနေတတတကယ်ချစ်ဖို့ကောင်းဒါရဆရာကြီးကတော့ဒါကျွန်တော်တို့ရောက်ပြီဆိုတဲ့အကြောင်းလေးပေါ့နော်ဆရာကြီးပလတ်တာရှင်းပြနေတဲ့ပုံလေးပေါ့နော်ဆိုတော့အရန်ကိုအဲကျွန်တော်တို့ ကျင်နေရတယ်ဘာဖြစ်လို့ဆိုတော့ဒီကား6စီးနဲ့လာတယ်အဲကား6စီးမှာပါတဲ့လူတွေအကုန်လုံးဒီဟိုကျွန်တော်တို့စားဖို့တောက်ဖို့ကလည်းကိုပါကိုလောက်ကြတယ်စီဘိုးကအစားအဲ့ဒီကားဆရာတွေကပဲသူတို့ကသူတို့ကိုကိုစီကိုစားပြီးတော့မှကိုစီကိုစိုက်ပြီးတော့မှသူတို့လုတ်ဝေးကြတယ်ပေါ့နော်တကယ်ကိုကျွန်တော်တို့ညီကိုတော်တွေအင်မတန်မှကိုကျေးဇူးတင်တယ်ပေါ့နော်ဒါကျွန်တော်တို့ဒါခုဆိုရင်ဒါအဲ့မှာရှိနေတဲ့ဒါကျွန်တော်တို့ကြွာကံပေါ့နော်အကြွာကံညီကိုမောင်နှမရဲ့ကျွန်တော်တို့တွေ ဒါဟိုကျွန်တော်တို့ကားတွေမှာပါတဲ့ဒီဒီကျွန်တော်တို့ space shuttle နေအတွက်ပေါ့ကျွန်တော်တို့သုံးမဲ့ဒီကျွန်တော်တို့ပစ္စည်းတွေပေါ့နော်ဒါပစ္စည်းတွေဒါကျွန်တော်တို့ရေရေတန်းကတ်တွေပေါ့နော်အားတွေကိုကျွန်တော်တို့ဒီဒီချချနေတာဖြစ်ပါတယ်ဆိုတော့ဝက်စားတွေကတော့ကျွန်တော်တို့ချပြီးပေါ့နော်ဝက်စားတွေကကျွန်တော်တို့ချပြီးပြီဝက်စားတို့တွေလည်းပါတယ်အများကြီးပဲဗျာဒါโอ้ကျွန်တော်တို့ကျွန်တော်တို့အဲ့လောက်ကား6စီးလောက်တောင်ဆက်မယ်လို့ကျွန်တော်တို့မထင်ဘူးပြတလားဟိုအဲ့လောက်အဲ့လောက်ကြီးလေပစ္စည်းတွေများသွားလို့မထင်ဆက်စားတော့ကျွန်တော်အော်2စီး3စီးလောက်ပဲထင်တာအဲဘယ်လိုပြောမလဲဟိုကျွန်တော်တို့အဲ စေတနာမှန်တော့လုံရမှန်တော့ဟိုဝိုင်းကူညီကြတဲ့သူတွေလည်းများလာတာပေါ့နော်။မြေကျွန်တော်ရောကျွန်တော်ရောကျွန်တော်အကိုကိုနေလင်းသူကိုနေလင်းသူဆိုရင်ဒါကျွန်တော်အကိုကိုနေလင်းသူလို့ပါအောင်ဆိုရင်အဲ့ဒီနိုင်ရီပိုင်းအတွင်းမှာရောအဲ့လိုဘက်ကိုဟို1000 1200လို့1300လို့အဲ့လိုမျိုးကြတာပေါ့နော်။ကိုကြီးကိုကြီးကအများတန်းကိုကိုနေလင်းသူလို့ပါအောင်ကြာရှေ့မှာလည်းလုံနေကြဆိုတော့ပေါ့နော်။ဒါဆိုင်တဲ့ကံမှာကျွန်တော်တို့ကကိုရီထက်ပို့ပြီးတော့မှဟိုအလို့သမားကြီးရာတွေရောပါအောင်ကိုဆိုင်တောင်းလို့ပေါ့နော်။အကုန်လုံးလုတ်ပြန်အဲ့ဒါဆံမကြီးဆံမကြီး ကိုဆိုင်အောင်ဒါမှကျွန်တော်တို့ရေသက်ကတ်တွေချနေတာပေါ့နော်အဒီမရှိနေတဲ့ရွာကန်တွေကလည်းကျွန်တော်တို့တက်နိုင်တဲ့ဘက်ကနေပြီးတော့မှသူတို့လည်းအကူညီပေးပါတယ်ကူညီပေးတဲ့အတွက်လည်းကျွန်တော်တို့ကျေးဇူးတင်ပါတယ်ကိုစောဦးအားလုံးဒီနေရာနေပြီးတော့မှကျွန်တော်တို့ကျေးဇူးတင်ပါတယ်လို့လည်းပြောချင်ပါတယ်ခင်ဗျဘာပဲပြောပါဟိုဟိုအခုလိုမျိုးပေါ့နော်ဒီဘက်ချမ်းရောက်တဲ့အချိန်မှာလည်းကျွန်တော်တို့ကိုဟိုဆက်ဆက်ရရပေါ့နော်ကူညီပေးတဲ့ဟာကျွန်တော်ကျွန်တော်ပြောသေးပါအဲသူအားတွေပြောနေတာဆက်ဆက်ရရကူညီပေးတဲ့ အဲ့ရယောဂန်နေနော်နေကန်နေပို့အားလုံးကိုဒီနေရာနေပြီးတော့မှကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာလို့နော်တကယ်ကိုကျွန်တော်တို့ညဘက်ကနည်းနည်းနဲ့နဲ့နဲ့ညံ့တဲ့အချိန်လေးလေးရောက်သွားတယ်ဗျဒီမှာလိုအပ်ချက်တွေလည်းကျွန်တော်တို့ဆက်ပြီးတော့မှပါလိရှိလေပါလိရှိတယ်ကျွန်တော်တို့မှမေးရမြန်းရတယ်ဘာလို့ကျွန်တော်တို့ပါလာတဲ့အဥ္စာနဲ့ဒီဒီမှာရှိနေတဲ့စပေးရှောင်းတွေအတွက်လည်းကျွန်တော်တို့ကဟိုကျွန်တော်တို့ကဟိုတရာလုံးပါလာပြီဆိုရင်အဲ့ဒီကျွန်တော်တို့ပါလာတဲ့ဒီကျွန်တော်တို့ရိတ်ခပစ္စည်းတွေတရာလုံးဝင်ဗျ အတုံးဝင်စေချင်တာဗျာတည့်ရမလားကျွန်တော်ဘေဟောင်မအလေလွင်မဖြစ်စေချင်ဘူးပေါ့เนาะဒါကြောင့်မို့လို့ကျွန်တော်တို့တွေဟိုဘယ်လိုပြောမလဲဒီဒီဟာနဲ့ပတ်သက်ပြီးတော့မှာပေါ့เนาะဒါလှူပေးတမ်းပေးတဲ့အလူရှင်တွေလည်းကျွန်တော်တို့ကျေးဇူးများကြီးတင်တယ်ဘာကြောင့်လဲဆိုတော့လှူပေးတမ်းပေးမဲ့အလူရှင်တွေမရှိရင်ဒါကျွန်တော်တို့ဘာမှလုပ်လို့မရဘူးပေါ့เนาะကျွန်တော်တို့ကျွန်တော်တို့ဒါလှူကျင်တန်းကျင်တဲ့စိတ်တခုလေကျွန်တော်တို့တဦးတစ်ယောက်တည်းဥဆောင်ပြီးတွားလို့မရဘူးပေါ့เนาะဘာဖြစ်လို့လဲဆိုတော့ ဒီဟာကကျွန်တော်စူပေါင်းအားနဲ့ပဲကျွန်တော်တို့လှူရမှာပေါ့တီတော်လန်ရေးဒီဒေါ်လန်ပီတို့ရဲ့စူပေါင်းအားနဲ့ပဲကျွန်တော်တို့ဒါလှူနိုင်ခဲ့တယ်တန်းနိုင်ခဲ့တယ်ရဲဘော်တွေကိုထောက်ပံ့နိုင်ခဲ့တယ်ပေါ့နော်တကယ်ကိုကျင်းသက်စရာကောင်းတယ်ပေါ့အဲဝမ်းလည်းတာပါတယ်ကျေးဇူးလည်းတင်ပါတယ်ဆိုတော့ဒါကျွန်တော်တို့ဒီဟာကကြတော့ဒီကျွန်တော်တို့ဟင်းဒီဟင်းရွက်တွေချတာပေါ့နော်ဟင်းဒီဟင်းရွက်ကားတွေပေါ့နော်ဒါဟင်းဒီရွက်ကားဒါဒါဆမာကြီးဆမာကြီးဒါဆမာကြီးဒါလောက်ကွက်တွေပြဆမာကြီးဆမာကြီးပါမောလောက်ကွက်တွေပြနေတာဖြစ်ပါတယ်လို့နော် ဆက်စားတော့ကျွန်တော်တို့ကအဲ့ဒီမောတော်ပဲချမ်းမှာတိုက်ပွဲဖြစ်နေတာကိုမသိဘူးဘာလို့ဆိုကိုယ့်အလုပ်နဲ့ကိုရှုပ်နေလို့အဲ့မှာတိုက်ပွဲဖြစ်ပြီးတော့မှကျွန်တော်တို့အကူပေါ့နော်ဒါတငယ်ချင်းလိုပဲအကူလိုပေါ့မှာကိုုံရိုင်းဆိုတဲ့အကူကသူကအဲ့မှာဆေးပေးဆောင်တဲ့အတွက်ကိုအဲ့ရောက်နေတာအဲ့ရောက်နေတဲ့အချိန်မှာကျွန်တော်လည်းမနေနိုင်တော့ဘူးဒူကတနက်နက်ဖြစ်နေပြီငါလည်းလှူချင်တယ်ကွာလို့ငါလည်းငါရဲ့ညီကောင်မောင်နှမကြီးနဲ့ပေါင်းပြီးတော့မှလှူမယ်ဆိုပြီးတော့မှစဉ်းစားတဲ့အချိန်မှာကျွန်တော်ကိုကိုနေလင်းသူကလည်းအဲ့ဒါလှုပ်ဖို့အတွက်ကိုကျွန်တော်တို့ကသွားကြုံမိတာပေါ့ကျွန်တော်တို့ကိုနေလင်းသူတို့ကိုဇော်ဦးတို့ ိုဆိုင်တောင်းလို့ညီကိုတွေပေါ့အာစုပြီးတော့ကျွန်တော်တို့ဒါခொနေရသားသမီးတွေရဲ့လူတန်းပေးတဲ့အဲကျွန်တော်တို့ကုန်ပစ္စည်းတွေရောအလူငွေတွေရောကျွန်တော်တို့အမှဒါလဘတ်တွေရောပေါ့ဗျာအစုံပေါ့အဲ့မှာကျွန်တော်တို့ပူပေါင်းပြီးတော့မှကျွန်တော်တို့ဒါလှူနိုင်ခဲ့ပါတယ်လောလောလတ်လတ်မှာတော့ဒါကျွန်တော်တို့တို့မှာလိုအပ်ချက်တွေအများကြီးရှိသေးတယ်ဗောနော်ကျွန်တော်တို့ဘာတွေမြင်ရလဲဆိုတော့အဲ့ဘက်ချန်နေတာအေးတယ်ဗျတာအေးတဲ့အတွက်ကြောင့်မလို့တို့အနှွေးတယ်လေးတွေလိုတယ်ဆန်လေးတွေလိုတယ်ပြီးရင်အသင့်စားဗောနော်အသင့်စားကျွန်တော်တို့ဒီ ဒီခောက်ဆွဲခောက်ဆွဲကြောက်တို့ပေါ့နော်ခနောဆန်ပြုတ်တို့အဲ့ဒါတွေတို့လိုပါတယ်ခင်ဗျာစေးဝါးတွေလည်းတအားလိုအပ်ပါတယ်ထပ်ပြီးတော့ဘာတွေလိုအပ်လဲဆိုရင်ဒါကျွန်တော်တို့အမျိုးသမီးတွေအတွက်ဆိုရင်တော့အမျိုးသမီးလာစင်သုံးပစ္စည်းတွေလိုတယ်ပေါ့နော်အဲ့ဘက်ချမ်းမှာကလေးတွေက ကျွန်တော်တို့ကထိုင်းဘက်ခြမ်းပဲရောက်ခဲ့တယ်ပေါ့နော်မြန်မာဘက်ခြမ်းကြတော့ဒီကျွန်တော်တို့အဲတွားဖို့အဆင်မပြေခဲ့ဘူးပေါ့နော်အဲမှာထိုင်းအာနာပိုင်နေနဲ့ပါနေနဲ့သူတို့ခြားထဲမှာလည်းအဲပါပြက်တနာတွေပါအခက်ခဲရှိခဲ့တယ်တော့မသိဘူးပေါ့နော်လုံးတွားလို့မရဘူးဆိုတာပါလဲဆိုတော့ကျွန်တော်တို့ပစ္စည်းပို့တဲ့ကားသမားတယောက်ပဲကျွန်တော်တို့ရဲ့ကျွန်တော်တို့နဲ့တူတူလာတဲ့အကိုတယောက်ပဲအဲတွားနိုင်ခဲ့တယ်ပေါ့နော်အဲမှာဘာကန့်သက်ချက်တွေရှိလဲဆိုကျွန်တော်တို့မသိဘူးပေါ့နော်ဆိုတော့အဲမှာအဲ့ဘက်ခြမ်းတွေမှာကလေးတွေဝမ်းသွားနေတယ်တဲ့အဲမှာသူတို့ PPI တက်စားတွေလိုတယ်ပေါ့နော်အဲ့ဒါတွေလည်းလိုတယ် ဒါလက်အိတ်တွေလည်းလိုတယ်ဒီဘက်ချမ်းမာကကျွန်တော်တို့ဒါ3နေရာခွဲထားတာပေါ့နော်ဒီဘက်မှာ2နေရာရှိတယ်ပေါ့နော်ထိုင်းမိုးတောင်ဘက်မှာ2နေရာရှိတယ်အဲနောက်တနေရာကျတော့ကျွန်တော်ဒီမြန်မာဘက်မိုးတောင်ဘက်ချမ်းမာပေါ့နော်အဲမှာလိုအပ်ချက်တွေအများကြီးရှိတယ်ပေါ့ဒါလေးရဆိုရင်ဒါကျွန်တော်တို့စပေးရှောင်းလာတဲ့ကလေးလေးတွေပေါ့နော်စပေးရှောင်းကလေးလေးကြည့်ပါဦးဗျာချစ်စရာလေးတွေကြည့်ပါဦးခေကောင်းစနစ်ကောင်းရယ်နော်ဒါပြောမယ်ဆိုရင်ဒီကလေးလေးတွေသူတို့သူတို့မွေးရနေမှာပဲသူတို့နေနေမှာပါပဲလို့နော် ဘယ်လောက်ချစ်ဖို့ကောင်းလဲနော်မင်းအောင်လိုင်းသားသမီးရေနဲ့များကွာပါဒါလေးကတော့ဒါကျွန်တော်စပေးရှောင်းပေါ့နော်စပေးရှောင်းဒီအမတယောက်ကနေပြီးတော့မှမွေးလာတဲ့ချစ်စရာသမီးလေးပေါ့နော်ချစ်စရာသမီးလေးအဲ့ဒီမှာကိုလည်းကျွန်တော်လိုအပ်ချက်ပါရှိလဲမလို့ပြောပါဆိုတော့သူပကတ်လေးလိုချင်တယ်ပေါ့နော်သူသမီးလေးအတွက်ပကတ်လေးလိုချင်တယ်ဆိုတော့ကျွန်တော်ပကတ်တွေလည်းစီစဉ်ပြီးပါပြီခင်ဗျာနော်ဒီမှလည်းဒီမှတော့ကိုလည်းအဲ့မှာရှိနေတဲ့ဒေတာကန်တွေကလူလူသေးမရှိအောင်ကူညီပေးထားပါတယ်ကျွန်တော်တို့လည်းပါဝင်ပြီးတော့မှကူညီဒီမှကိုပေါ့နော်ကူညီထောက်ပံ့ပေးထားပါတယ် ဆိုတော့မိသားစုတွေအနေနဲ့ကပါဝင်ပြီးတော့မှထောက်ပံ့လှူဒန်းပေးဖို့အတွက်လည်းလိုအပ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒါအခုလာမယ့်ပုံတပူးနေပေါ့เนาะအင်္ဂါနေ့ညလောက်ထွက်ဖြစ်ဖို့များပါတယ်အဲမောတောင်တစ်ခေါက်ပြန်ပြီးတော့မှကျွန်တော်တို့သွားဖို့ရှိပါတယ်ခင်ဗျာ အခုဆိုရင်တော့ဒါကျွန်တော်တို့ညီကိုတော်တွေမောတော်ဘတ်ချမ်းပါဗောနော်ဒါလူပြီးတန်းပြီးလို့အားလုံးပဲကျွန်တော်တို့ပြန်လာခဲ့ပါပြီဆိုတော့ပါဝင်ပြီးတော့မှလူတန်းပေးကြတဲ့အလူရှင်တူတယောက်ချင်းချင်းတိုင်းကိုလည်းချေစုတင်ပါတယ်ကာကားတွေနဲ့ကုညီပေးတဲ့ညီကိုတွေလည်းချေစုတင်တဲ့အလူဝင်တွေလူတန်းပေးတဲ့အလူရှင်တွေကုံကြောက်တွေလူတန်းပေးတဲ့လူရှင်တွေအားလုံးလည်းချေစုတင်ပါတယ်လို့ပလာတာကြီးကပြောချင်ပါတယ်ခင်ဗျာ